ဒီနေ့ပြောချင်တာဗုဒ္ဓဘူသာသမိတွေအကြောင်းပြောချင်တာဗုဒ္ဓဘူသာသမိတွေအနေနဲ့အတိရမယ့်အချက်လေးတွေရှိတယ်ဗုဒ္ဓဘူသာသမိတွေအတွက်သတိထားရမယ့်ဂျိုကတောက်ကြဂျိုဗျတောက်ကြဂျိုကဗုဒ္ဓဘူသာသမိတွေအတွက်သတိထားရမယ့်ဂျိုလိထားရမယ့်ဂျိုတောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အများကြီးသိတဲ့အတိုင်းပဲရှိတယ်အဲ့တော့ဗုဒ္ဓဘူသာသမိတွေကိုတောက်ကြနိုင်တဲ့တွဲပြီးတဲ့နာမည်တွေမှာလည်းတော်တော်များများသတိထားရတာရှိတယ်ဒါကြောင့်ပဲကျွန်တော်အချို့လူတွေမှာ မဲ့ပေးတယ်အချို့လူတွေမှာမမဲ့ပေးဘူးအချို့ဖွားစားတာနေတဲ့လူတွေမှာဗုဒ္ဓဖိုးတောက်ကြနဲ့တွဲပြီးတော့ပေးတာရပါမယ်ဖွားစားတာအရင်မြင့်နေတဲ့လူတွေမှာဗုဒ္ဓဖိုးတောက်ကြနဲ့တွဲပွင့်ဘောမှာကမောက်ကမောက်ဖြစ်တတ်တယ်နော်လွင်ဦးဟန်တို့လွင်တန့်တို့နော်လေးလေးတန့်တို့ဒီလိုနာမည်မျိုးတွေကအခက်မသိရင်အနေရရှိတယ်ဘာလို့ဗုဒ္ဓဖိုးကတောက်ကြသူ့ရဲ့သူရိယာဖြစ်နေတာဒါကြောင့်ဗုဒ္ဓဖူးတာအမိတွေကိုကျွန်တော်တို့က တတိပေးတဲ့နေရာမှာမစွဲလန်းနဲ့ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့အပြောချင်ပါတယ်မစွဲလန်းနဲ့အဲ့တော့မစွဲလန်းနဲ့ဆိုတဲ့နေရာမှာလူကကောင်းတာစွဲလန်းတာနဲ့ဆိုးတာစွဲလန်းတာရှိတယ်တော်တော်များများကောင်းတာမစွဲလန်းဘူးဗျကောင်းတာလေ့ကျင့်ယူရတာနော်အကောင်းတဲ့ဟာကိုဒီ habit တစ်ခုဖြစ်လာအောင်အကျင့်တစ်ခုဖြစ်လာအောင်အလေးတဟအလေးထဖြစ်လာအောင်တော်တော်လုပ်ယူရအောင်နော်မကောင်းတာလုပ်ရှာမလို့မြင်ရင်ခင်ဗျားတို့ကိုရီးယားစီးရီးကြည့်ကြည့်ပါလား ခုနှစ်ပိုင်းရှိတာတခါကျရင်တညလုံးကြည့်တယ်အဲ့ရေပြက်ခံပြီးကြည့်တာနော်မနက်ဆိုရင်ရှူစေးလေးရှူအန်နာပွန်စေးလေးတောက်ဘီတက်လေးတောက်ပြီးရုံးပါနှစ်ထင်ပလာစတာလေးကပ်ပြီးသွားကြတာမကောင်းတာပြောညာဘက်အင်္ဂလိပ်စာလေးလာမယ်ဗိုကာဘူလရီလေးလာမယ်ဆိုရင်အဲ့လိုမရတော့သဘောပြောပြတာပါအဲ့တော့ဗုဒ္ဓဘူသားမီးတွေကမကောင်းတာတခုခုဆွဲလန်းပြီးဘဝပြတ်သွားနိုင်တယ်ဒါကြောင့်မကောင်းတဲ့ကိစ္စတွေမဆွဲလန်းနဲ့အချို့အရက်ဆွဲတယ်မိုးအစီဝါဆွဲတယ် အချို့အလှပမှတ်တယ်ပဆန်ရလာပြီဆိုကောက်တယ်ဖြောက်တယ်ဒါပဲလုံးနော်ပေါင်းတယ်နဲဒီလိုမျိုးတွေကိုကျွန်တော်တို့ကသတိထားဖို့လိုတယ်လို့ပြောတာအဲ့လိုမှသတိမထားဘူးဆိုရင်ကျွန်တော်တို့အနေနဲ့အဆက်မပြေဘူးပေါ့ဗျာအဆက်မပြေဘူးနည်းနည်းလေးဇာတာရှင်အနေနဲ့ပို့ပြီးတော့စိုးသွားနိုင်တယ်ဒါကြောင့်တော်ယုံဟာတွေကိုကျွန်တော်တို့ကမစွဲလန်းနဲ့ အထို့ကြတော့ဒီဒီကမကုံမှာလိန်ကိစ္စယာကပေါ့အဲ့ဒါအရန်ဆွဲလန်းတယ်ယာကတော့ငွေအကုန်ခံတယ်နော်ပတ်ဆံရတာနဲ့မကောင်းတဲ့နေရာသွားတယ်အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်နော်ဒါကြောင့်ပဲကျွန်တော်တို့မကောင်းတာတွေကိုမဆွဲလန်းအောင်လို့လုပ်ဖို့လိုတယ်အရက်ကိုထိမ့်မယ်ပွဲရှိမှတောက်မယ်တန်တဲ့အောင်လုံးဝမတောက်ဘူး နေ့စဉ် daily တောင်းနေဆွဲဆွဲရင်ဖျက်ရခိုက်တယ်ဘုဒ္ဓဖူးတွေကနော်အဲ့ဒါလေးကိုကျွန်တော်တို့နံပါတ်1ချက်သတိထားကြပါ မကောင်းတဲ့ဆွဲလမ်းမှုဘာတစ်ခုမှဖျက်လို့မရအောင်ဒီမလုပ်ကြပါနဲ့လုံမီတာနဲ့တော့အပြင်ဘန္နာရေးဖြစ်တင်းမှုအပိုင်းဗုဒ္ဓဘူးတာမီးတွေရဲ့ဘန္နာရေးဖြစ်တင်းမှုအပိုင်းမှာ လွဲချော်မှုတွေအများကြီးဖြစ်တယ်နော်ဗုဒ္ဓဘူးတာမီးတွေအားဒီငွေကြေးနဲ့ပတ်သက်ပြီး ထိမ့်သိမ့်တဲ့အပိုင်းမှာအားနေတာကျွန်တော်တို့အများကြီးတွေ့ရတယ်။နော်ကိုပိုင်ပါစနယ်ရလာတဲ့အင်ကန်းတွေကိုလည်းဘလို့ထိမ့်သိမ့်ရမလဲဘလို့တိုးပွားအောင်လုပ်ရမလဲလုံခြုံပြီးတော့တိုးပွားတဲ့နေရာဘလို့ထားရမလဲသူတို့မလုပ်တတ်ဘူး။မလုပ်တတ်ဘူးပိုးပွားအောင်မလုပ်တတ်ဘူး။ဘာနဲ့ထည့်ထားလဲဆိုတာဒါတိုးပွားတယ်လို့တော့မဟုတ်ဘူးသူရတဲ့ပတ်စံတွေကရန်နေတော့နော်အဲ့ဒီအပိုင်းတွေကိုကျွမ်းကျင်အောင်လုပ်ပါ အဲ့တော့ထိမ့်သိမ်းရှောက်ရှောက်မှုအပိုင်းမှာအားနေတဲ့လူလို့ကျွန်တော်တို့ဗီဒီယံသုံးသပ်တယ်ဘုရူသားမိတွေဒါကြောင့်ငွေကြေးထိမ့်သိမ်းတာပစ္စည်းဥစ္စာ ထိမ့်သိမ်းတာနော်ကို့မှာရှိတဲ့ဟာတွေကိုထိမ့်သိမ်းတဲ့အပိုင်းမျိုးပို့ပြီးတော့ကောင်းအောင်လုပ်ကြပါ မလုပ်တာနဲ့အဆင်မပြေဘူးနော်အဲ့ဒီအချက်လေးတွေကကို့အတွက်သိထားရမယ်အချက်ဒီထဲမှာပါတယ်နောက်ပြီးဗုဒ္ဓဘုရားသားမိတွေတဲ့သတိထားရမယ်ကိစ္စတွေကခန္ဓာကိုယ်ထဲမှာ သူ၏နဲ့ပတ်သက်ပြီးယူဆရလိမ့်မယ်။တင်ရဗုဒ္ဓဘုရားမီဒီယာကိုဖြစ်လာပြီဆိုရင်သူ၏နဲ့ပတ်သက်တဲ့ယောဂါတွေကိုယူဆိုင်ပါ။တွေးတိုးတာတွေတွေးကြတာတွေနော်နှလုံးပြုံနေမှာကျင်းတာတွေကျဲတာတွေနော်တွေးကင်စာဖြစ်တာတွေတွေးပြူနေတာတွေဘာဒီညာတွေညာတွေသူ၏နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်လွယ်တယ်။နော်မဝစေနဲ့ ဝါရာနဲ့သွေးထဲမှာကိုလက်စထရောဝင်ပြီးတော့သွေးရဲ့သွားတဲ့သွေးကြောသွားတဲ့လမ်းကြောင်းမှာအပုတ်အစ်ဖြစ်တယ်သွေးထဲမှာကိုလက်စထရောရှိနေတယ်ပေါ့ဗျာအဆီရှိနေတယ်ပေါ့ဒီလိုမျိုးတွေအားစအကုန်သတိထားဖို့လိုတယ်လို့ပြောတာဒါကြောင့်တင်ရဗုဒ္ဓဘုရားမိဖြစ်ပြီဆိုတော့နံပါတ်၁ချက်မကောင်းတာလုံးဝမဆွဲလန်းစေနဲ့အဲ့ဒါကိုရအောင်ထဲမကောင်းတာ တစ်ခုခုကိုလှုပ်ချင်တယ်ဆွဲလန်းတဲ့အဆင့်ဖြစ်သွားရင်မရတော့နောက်ပြီးတော့ထိမ့်သိမ့်မှုအပိုင်းဝေကြီးဥစ္စာဒနာပစ္စည်းဘယ်လိုထိမ့်သိမ့်မလဲ ကြာရှည်ခံအောင်ဘယ်လိုလုပ်မလဲတိုးဝအဲ့ဒီအပိုင်းဒီမှာအားနေချက်အဲ့ဒါဒီမှာသတိထားပါနှစ်မဆိုရင်ဖြုံးတယ်လို့ဖြစ်သွားတယ်တုံးတယ်လို့ဖြစ်သွားတယ်အဲမတိုးဝတဲ့နေရာမှာငွေကိုသွားမြှုပ်နှံတယ်လို့ဖြစ်သွားတယ်အဲ့ဒါဒီအကုန်လုံးသတိထားဖို့လိုတယ်နော်နောက်ပြီးသွေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဘဝမှာအကုန်သတိထားရတယ်နော်သွေးနဲ့ပတ်သက်တဲ့ယောဂါလေးတွေသတိထားရတယ်အင်္ဂါနဲ့တောက်ကြအားနေတာဖြစ်တဲ့အတွက်အင်္ဂါဆိုတာခမသိအက်ဆီဒန့်ဖြစ်ပြီးသွေးထဲတန်အောင်ဖြစ်တာလည်းဖြစ်တတ်တယ်နော် ဘာလို့ဗုဒ္ဓဘုရားသမီးတွေအခိုက်မှာအင်္ဂါလေဗျာအင်္ဂါဆိုတော့ပောက်ကွဲတာမတော်စထိခိုက်တာဓာတ်ထိတာချော်လဲတာစပ်ပစ္စည်းနဲ့ပတ်သက်ပြီးအန္တရာယ်ရှိတာဒါကြောင့်ပဲအင်္ဂါနဲ့တောက်ကြဝိဖြစ်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားသမီးတွေကမတော်စထိခိုက်မှုတွေကြောင့်သူရဲ့တန်ရုံဖြစ်တာတွေသူဆုံရှုံတာတွေသွေးသွင်းရတာတွေအဲအဲ့ဒီသွေးသွင်းရတဲ့နေရာမှာလဲသူတို့ကသတိထားရတယ်မကောင်းတဲ့သွေးတွေသွင်းမိတာတွေအသွေးသွင်းတယ်ဆိုတော့ဆက်တော့ဆက်ကြရတယ်ဗျာဒါမဲ့အချို့ဟာတွေမှာလိုအပ်ချက်ရှိသွားပြီးတော့အဲသွေးထဲမှာပိုးပါလာတာကိုခန္ဓာကိုယ်တွေသွင်းမိတာတွေအကုန်လုံးကိစ္စပါ လောက်ဆောင်သဘောပေါက်မယ်ထင်ပါတယ်ဘုရားဘုရားသားမိတွေအားလုံးအဆင်ပြေကြပါစေကံကောင်းကြပါစေအခက်အခဲတွေပြည့်လည်ကြပါစေဗျာ